စီရရသမင်းနဲ့ညှပ်ပြမယ်ငါတို့တွေမပြိုင်နဲ့ပဲတပြိုင်နဲ့သမင်းရှိရှိလူငယ်တွေရဲ့ရဲ့ရဲ့များမခွေးတိုင်းမြိုင်မြို့နယ်တနေရာမှာဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများတမကဘာလာကာသာကဥဆောင်ပြီးကဗျာဆရာခက်တီကြဆုံမှု၄နှစ်ပြည့်အခမ်းအနားကိုကျင်းပခဲ့တယ်လို့အခမ်းအနားတက်ရောက်ခဲ့သူတွေထံကသိရပါဗျ။အဆိုပါအောင်မေဘွယ်အခမ်းအနားကိုသခိုင်းနဲ့မကွေးတိုင်းနဲ့ကကဗျာဆရာ၄၀ဦးကျော်နဲ့အွန်လိုင်းကနေလည်းကဗျာဆရာအများပြတက်ရောက်ခဲ့ကြပြီးမြိုင်နဲ့အနီးတစ်ဝိုက်ကဒေသခံတွေ ော်လိုင်းရင်အင်အားစုတွေလည်းတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။အခမ်းအနားမှာကြပြားဆရာကိုခက်တီနဲ့တကွຫນွေဦးတော်လိုင်းရင်အတွင်ကြာဆုံးခဲ့ကြသူတွေအတွက်ငြိမ်သက်လေးပြူတာကြပြားဆရာခက်တီရဲ့ကိုရီးအချင်းဖတ်ကြတာတက်ရောက်လာတဲ့ကြပြားဆရာတွေကဂုံပြူအမှတ်တရစကားပြောကြတာနဲ့ဂုံပြူကြပြားတွေရွတ်ဆိုတာကြပြားဆရာခက်တီရေးသားခဲ့တဲ့ကြပြားတွေကိုအမှတ်တရရွတ်ဆိုတာတွေပြုလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။ဆိုတော့အဲခေတိုင်းခေတိုင်းစနစ်တိုင်းစနစ်တိုင်းတော်လိုင်းရင်တိုင်းတော်လိုင်းရင်တိုင်းမှာကျွန်တော်တို့ကြပြားဆရာတွေဟာ အမြဲတမ်းတီတူလူလူအဖိနှိတ်ခံလူလူနဲ့အတူရှိခဲ့တယ်ဖိနှိတ်ခံလူလူတို့အတွက်တိုက်ပွဲဝင်နေတာဖြစ်တယ်အဲဒီနေရာမှာတော့ဘယ်ရဲ့ကိုယ်လုံးတော့ဖြစ်တယ်ခင်ဗျာဆိုင်ဆိုင်အောင်ချဲ့ရဲ့စကားအပြောရရင်တော့ကျွန်တော်ခင်ဗျာဆရာရဲ့နိုင်ငံရေးရခိုင်ချက်ဆိုတာအစိုးရတော်မှမတရားမှုတွေဖိနှိတ်ခံလူလူတို့ဖြစ်ပါတယ်ခေတိုင်းခေတိုင်းမှာလဲတိုက်ပြည်နဲ့လူလူတို့လွတ်မြောက်ရေးအတွက်အသက်သွေးချွေးပေးပြီးတော့မှ ကလောင်စွမ်းကိုကင်ပြီးတော့မှကလောင်စွမ်းသာမကအခြားသောကိုစမ်းညံစွမ်းကိုအားစိုက်ပေါင်းခဲ့တဲ့ထဲမှာကြ བྱ ာဆရာတွေဟာထိတ်ဆုံးကရှိခဲ့တာဖြစ်ပါတယ်။အဲ့တော့ကိုလွန်သွားကြတဲ့ကြာဆုံးသွားခဲ့ကြတဲ့ကြ བྱ ာဆရာတွေဟာဆိုရင်လေတိုင်းပြည်နယ်လူထုတွေအင်တာမအရေးကြီးတဲ့ထက်ဝင်မှုတွေဖြစ်တယ်။ကြ བྱ ာဆရာခက်တီဟာ2021ခုနှစ်မေလ၈ရက်နေ့ညပိုင်းကရွှေဘုံမြို့၎င်းရဲ့နေအိမ်မှာစစ်ကောင်စီရဲ့ဖမ်းဆီးမှုခံရပြီးနောက် မေလ9ရက်နေ့မနက်ပိုင်းမှာတော့စကြောရင်မှာကြာဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။ဖြစ်ပြန်လို့ဖားခန်းစားရတဲ့ဟိုဆုံးမတရားပါပဲ။ခကောင်းတော့ကတော့သင်ပုတ်ခေါင်းပုတ်ခံခဲ့ရသေးတာပဲ။ဖားခန်း။ကြရားတပုတ်ကရေးမကြည့်ပဲကြရားဆရာတယောက်ရဲ့ဘဝရေးကြည့်လိုက်။ကြရားဆရာဆိုတာညာလွယ်တယ်။အဆက်ရောအချစ်ရောလည်းရောတယ်။သွားနှုတ်လို့နာကျင်ရသလောက်ပဲရှင်။ခွေးကြိုက်လို့ထွက်ပြေးရသလောက်ပဲရှင်။ ဟောလိယုတ်ကကြီးပွဲနေတဲ့ကောင်မလေးတယောက်ရဲ့ရှင်သားပေါ်မှာဒီဟာတစ်ဖို့ရှိနေတယ်။ဒီဟာရှိရင်မိမတယောက်ရှိတယ်။ဒီဟာရှိရင်ဝီစကီပလင်းရှိတယ်။ဒီဟာရှိရင်တတိယနိုင်ငံရှိတယ်။ကောင်းမွန်တဲ့ကဗျာမရှိတော့ကောင်းမွန်တဲ့လူပွဲပြီးရှိဘူးလို့မက္ကီကိုကြားရှာအော်တိုဘီယိုဘက်ကပြောခဲ့တယ်။သူ့အလိုရဆိုဒီကဗျာထိုးသွားတဲ့ကဗျာတစ်ဖို့ပါပဲ။